အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲပါပြီးထင်ရှားတဲ့ယူပါရုံမရှိတဲ့ကာလမှာရှာမွေလာလို့ခေါ်တဲ့သူငယ်လေးတယောက်ကိုဘုရားသခင်ကခေါ်ပြီးတော့စကားပြောတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ယေပရောဟိမင်းအေလိရဲ့ဘာနှစ်ယောက်ဖြစ်တဲ့ဟောဖနိနဲ့ဖိနဟတ်ဟာတဲတော်ကယေပရောဟိတွေဖြစ်ကြပါတယ်။သူတို့ဟာဘုရားသခင်ရဲ့ပြည့်ညတ်ကိုနားမထောင်ကြပါဘူး။လူတွေကိုအနိုင်ကျင့်ကြပါတယ်။ယစ်ပူစော်ဖို့ပြုတ်ထားတဲ့အမဲသားတွေကိုလည်းသုံးချောင်းရှိတဲ့ဂျိတ်နဲ့ထိုးပြီးယူခြင်းတို့ယူတတ်ကြပါတယ်။ရှီလိုမျိုးကနဲ့လာတဲ့ဣတရီလာလူတွေစီမှာလည်းအမဲသားအစိမ့်တွေကိုတောင်းပါတယ်။သူတို့ကစီဥ်ကိုအရင်မီးရှို့အောင်မဲ့ ြီးရင်ပေးပါမယ်ဆိုတာကိုမရဘဲအခုပဲပေးရမယ်ဆိုပြီးအနိုင်ကျင့်ကြပါတယ်ဒီအကြောင်းကိုအေလိသိပြီမဲ့အေးမယူပါဘူးကြက်တေးစွာလည်းမဆုံးမပါဘူးဆာမွေလာဟာဟော့ဖနီနဲ့ဖိနဟတ်တို့ထက်အသက်ငယ်ပြီမဲ့သူတို့ကိုအတူယူလိမ့်မရှိပါဘူးဆာမွေလာကကြီးပွားပြီးဖျားသိခင်ရှိ လူရှိမှမျက်နှာရပါတယ်အဲဒီကာလမှာဖျားသိခင်ရဲ့နှုတ်ကပတ်တော်နေပါပြီထင်ရှားတဲ့ယူပါရုံမရှိပါဘူးတညဆာမွေလာအိတ်နေတော့သူ့နာမည်ခေါ်တဲ့ကိုကြားလိုက်ပါတယ် ဓာတ်နဲ့ထပြီးအေးလီစီပြေးသွားတယ်ကျွန်တော်ရောက်လာပါပြီလို့ပြောတော့အေးလီကတားအောင်ခေါ်ပါဦးပြန်အိပ်ပါဆိုပြီးတော့ပြောတာနဲ့ဆံမွေလာလည်းပြန်သွားအိပ်ခဲ့ပါတယ်နောက်တစ်ခါခေါ်တန်ကိုကြားရပြန်ပါတယ်ဒီဒီခါလေးအေးလီကသူမခေါ်ချောင်းထပ်ပြောပါတယ်တတိယကျင်ခေါ်တန်ကြားတဲ့အခါဆံမွေလာကိုခေါ်နေတာဘုရားသခင်ပဲဆိုတာကိုအေးလီသိသွားပါတယ်ဒါနဲ့ဒီတစ်ခါအတန်ကြားပြန်လို့ရှိရင်အိုးထာရဖျားအမိန့်ရှိတော်မူပါဆိုပြီးဖြေလိုက်ဖို့မှားလိုက်ပါတယ်ဒါနဲ့ဆံမွေလာလည်းပြန်သွားအိပ်ပါတယ် ခဏကြာတော့ရှာမွေလာရှာမွေလာလို့ခေါ်တန်ကိုကြားလိုက်ပါတယ်။ဒါနဲ့ရှာမွေလာကလည်းအိုးထာဝရဘုရားအမိန့်တော်ရှိပါလို့ဖြေလိုက်ပါတယ်။ဒါနဲ့ဘုရားသခင်ကအေလီနဲ့သူ့မိသားစုကိုငါစီရင်မယ်လို့အေလီကိုပြောလိုက်။ငါတဲတော်မှာသူ့သားတွေလုံနေတာကိုတိလျက်နဲ့ကြက်တဲစွာမဆုံးပါဘူးလို့ရှာမွေလာကိုပြောပါတယ်။မနေ့ကျတော့ခါတိုင်းလိုပဲတဲတော်တကားတွေကိုရှာမွေလာသွားဖွင့်ပါတယ်။ဘုရားသခင်ပြောတာကိုသူပြန်မပြောရဲပါဘူး။ဒီတခါအေလီကသူ့ကိုခေါ်ပြီးတော့ဒါဘုရားသခင်ကဘာပြောတာလဲ။ တခုမှကြံပြောပြပါဆိုပြီးတော့မှရှာမွေလာကိုမေးပါတယ်ဒါနဲ့ရှာမွေလာကအေလီကိုအားလုံးပြောပြလိုက်ပါတယ်အေလီကလည်းထာရဖျားအလိုတော်ရှိတဲ့အတိုင်းပြုပါစေဆိုပြီးဝန်ခံခဲ့ပါတယ်ရှာမွေလာကြီးတာတော့ဘုရားသခင်ကသူ့နဲ့တူရှိမှန်းသူ့ကို prophet အနေနဲ့ရောတရားသူကြီးအနေနဲ့ပါဘုရားသခင်ခန့်အပ်ထားတယ်ဆိုတော့ကိုဣတရီလာလူတွေအားလုံးသိလာကြပါတယ်ခင်ဗျာအဆုံးအထိကြည့်ရှုပေးတဲ့အတွက်ယေရှုတင်ပါတယ်ခင်ဗျာ